မိခင်ကွယ်လွန်တဲ့နေမှာတဲ့အလောက်ကိုင်းမပြတ်ပို့စတေတင်နေခဲ့တာကြောင့်ပြည်သက်တွေရဲ့အထင်လွဲဝေဖန်ခြင်းကိုခံနေရတဲ့တရုတ်ဆောင်ရီရီပွင့်ဖြူမင်္ဂလာပါပြည်သက်ကြီးရဲ့တရုတ်ဆောင်ရီရီပွင့်ဖြူကတော့ဇက်ပို့ဆက်ရန်တယောက်အနေနဲ့အနုပညာလောကမှာရှန်ရှန်တအောင်မြင်ခဲ့သူတယောက်မဟုတ်ပေမယ့်ခင်မွန်ဖြစ်သူစိန်ဖြူလိုင်းနဲ့တွေ့ပြီးလက်ထပ်ပြီးနောက်ပိုင်းမှာတော့ travel blogger တယောက်အနေနဲ့ရော personal blogger တယောက်အနေနဲ့ပါရက်တီလာခဲ့ပြီးအောင်မြင်လာခဲ့တာလည်းဖြစ်ပါတယ် ဒီကနေ့ညနေ6:00နာရီခန့်အချိန်မှာတော့တရုတ်ဆောင်ရီရီပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တန်ဝင်းဟောင်းတိုက်ခန်းမှာတယောက်တည်းနေထိုင်စဉ်အတွင်းကွဲလွန်သွားခဲ့တာဖြစ်ကြောင်းဒေါခင်တန်ဝင်းရဲ့အိမ်နီးချင်းအမျိုးသမီးတယောက်ရဲ့ပြောပြချက်အရလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးတဲ့နောက်ရီရီပွင့်ဖြူကသူမရဲ့ personal account ကနေမိခင်ဖြစ်သူကွဲလွန်သွားခဲ့တာဟုတ်မှန်နဲ့ဆိုတဲ့အကြောင်းအသိပေးလာခဲ့တာလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူဒေါက်ခင်တန်ဝင်းကွဲလွန်သွားတဲ့တဲ့နဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ပြီးနိုင်ပိုင်းအတွင်းမှာပဲစိန်ဖြိုးလိုက်တဲ့ရည်ရည်ပွင့်ဖြူတို့ရဲ့စိန်ဖြိုး and ရည်ရည် page ကနေပုံမှန်အလုပ်လုပ်နေတဲ့အတိုင်းပဲ post တင်လာခဲ့တာဖြစ်ပါတယ်။ထို့အချိန်မှာတော့ပရိသတ်တွေကရည်ရည်ပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါက်ခင်တန်ဝင်းကွဲလွန်နေဆိုတာအမှန်တကယ်ဟုတ်မဟုတ်ဝေဝါးနေတဲ့အချိန်အတွင်းမှာပဲအလုံးနဲ့ပတ်သက်တဲ့ video file တွေလည်းတက်လာခဲ့တာကြောင့်ရည်ရည်ပွင့်ဖြူအပေါ်မှာနားလည်မှုလွဲတဲ့ဝေဖန်မှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။ ရိသတ်တယောက်ကအလုံးဆိုတာကဘယ်အချိန်လုံးလှုပ်လို့လို့ရပါမယ်မိဘကတော့အစားပြန်မရတော့ပါဘူးမဖြစ်မနေတင်ရအောင်လေလုပ်ငန်းအပ်တဲ့သူတွေကနားရီးမှမတင်လို့လေနားမလဲပေးနိုင်တော့တဲ့အထိလူမှုရေးမကောင်းပါလောက်ဘူးထင်တာပဲကိုရင်းဆိုရင်တော့မိဘဆုံးရှုံးလို့ခံစားရတဲ့အပူကဘာနဲ့မှအစားထိုးလို့မရဘူးနေတတ်တဲ့သူတွေကတော့ကောင်းပါတယ်ဟုဆိုကပြောဆိုထားတာလည်းဖြစ်ပါတယ် တချို့သောပြိတက်တွေကတော့ရည်ရည်ပွင့်ဖြူအနေနဲ့မိခင်ဖြစ်သူဆုံးပါသွားတဲ့အချိန်မှာတော့အလောက်ကင်မပြတ်လုံနေခဲ့တဲ့ဆိုပြီးတော့ပြောဆိုထားကြတာလည်းဖြစ်ပါတယ်။အမေဆုံးတာတော့ post တင်တာမပြတ်ဘူးနော်။အမေကိုကြတော့စောင်းရှောင်းမယ်မရှိဘူးတိုက်ခန်းမှာတယောက်တည်းပြစ်ထားတယ်ဟုဆိုကရီရီပွင့်ဖြူအပေါ်မှာနားလည်မှုလွဲနေကြတာလည်းဖြစ်ပါတယ်။အမှန်တကယ်တော့ရီရီပွင့်ဖြူကမိခင်ဖြစ်သူကိုတယောက်တည်းထားရတယ်ဆိုရင်ပဲလိုအပ်တာမှန်သမျှလူလေးသေးမရှိဖြည့်ဆည်းပေးနေတဲ့သမီးအလေးမတယောက်လည်းဖြစ်ပါတယ်။ သွေးရောဂါဆိုတာကတော့အစားအသောက်မသည်ဖြစ်စေရာသီဥတုကြောင့်ဖြစ်စေအခုလိုရုတ်တရက်ကွယ်လွန်တတ်တဲ့အကြောင်းအရာတွေလည်းရှိနေကြတာကြောင့်မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အပေါ်မှာသာသမီတယောက်ဖြစ်တဲ့ရည်ရွယ်ပွင့်ဖြူကတော့ဝမ်းအနည်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ရှင်။